အဒီနေ့မှာတော့ကျွန်တော်အပွဲကောင်းလေးတစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးထားတယ်အဲ့အပွဲလေးကတော့ကျတို့အဲအစပန်ညိုနဲ့ကျတို့လက်စပါမန်တို့ရဲ့ကျတို့လာလီဂါပွဲစဉ်နောက်ဆုံးပွဲစဉ်လေးပေါ့နော်အဒီပွဲလေးမှာကျတို့အဆင်ဝင်စားစရာကြီးကျတို့အများကြီးရှိရဲ့အဲအရင်ဆုံးကျတို့အဲဒီပွဲကြောင့်မပြောခင်ကျတို့ရဲ့ Telegram Channel လေးကိုလည်းအဲကျတို့အဲ join လာကြဖို့ကျတို့မြင်လာရခဲ့ပါတယ်ဗျအာအရင်ဆုံးကျတို့လက်စပါမန်အသင်းကြောင့်ပြောမယ်ကျတို့လက်စပါမန်ကနောက်ဆုံးကစားထားခဲ့တဲ့ကျတို့၅ဘက်မှာဒွဲမှအနိုင်ရရှိထားခြင်းမျိုးမရှိသေးဘူးပြီးလို့ရှိရင်အဲနှစ်ဘက်ပဲသွေးထားနိုင်သေးတယ် အဲဒါကိုကြည်ချင်းအားဖြင့်ကျွန်တော်လက်စပါမန့်ကတော်တော်လေးအခြေအနေစိုးနေတဲ့အသင်းလက်ရှိအကျိုးအဆင့်19နေရာမှာရပ်တည်နေပြီးတော့ကျွန်တော်တန်းစင်းရရဖို့လဲကျွန်တော်တေချာတောက်ရှိနေပြီဆိုတော့အသင်းပေါ့နော်ဒီဘက်ကကျွန်တော်အစပန်ညိုကြတော့ကျွန်တော်အဲနောက်ဆုံးကစားထားခဲ့တဲ့ကျွန်တော်၅ဘွဲ့မှာလဲကျွန်တော်တစ်ဘွဲ့မှအနိုင်ရရထားခြင်းမျိုးမရှိဘူးပြီးလို့ရှိရင်ကျွန်တော်၃ဘွဲ့ပဲတွန်းနာနိုင်နေတာကိုတွေ့ရတယ်ဒီနေ့အသင်းကကျွန်တော်စမ်းဆောင်ရည်ကလုံးဝအတားကြီးကွာခြားနေလာတယ်လို့တော့မဟုတ်ဘူးအဲဒါမဲ့ထူးခြားချက်ကကျတို့ Aspen Union နေရာအခွင့်ပွဲစဉ်တွေမှာကျတို့အသင်းကြီးတွေနဲ့ကျတို့အဲကစားရတဲ့ပွဲစဉ်တွေမှာဒါကျတို့ အဲရှုံးထားတာကိုတွေ့ရတယ်။နေကျွန်တော် level 2အသင်းကြီးလောက်ကိုတော့ကျွန်တော်အိမ်ခွင်မှာကျွန်တော်ကောင်းကောင်းအာကစားထားနိုင်တာကိုတွေ့ရတယ်။အဓိကပြောချင်တာကတော့ Espanyol ကကျွန်တော်အိမ်ခွင်အသာချင်ရှိတယ်။ကျွန်တော်အသင်းကကျွန်တော်အဆင့်ဆက်ကုန်နေရာမှာယက်တည်နေတယ်။ရမတ်ကကျွန်တော်39မှတ်နေပေါ့နော်။အာသူတို့အသင်းအောက်ကကျွန်တော်လီကန်အသင်းကလည်းကျွန်တော်အဆင့်16နေရာမှာယက်တည်နေပြီးတော့ရမတ်ကကျွန်တော်39မှတ်ပေါ့နော်။နှစ်မှတ်ပဲကွာတယ်။ကျွန်တော်လီကန်အသင်းကကျွန်တော်နောက်ဆုံးပွဲမှာအာကျွန်တော်ဘလာဒိုလင်းနဲ့တွေ့မှာကျွန်တော်ဘလာဒိုလင်းကလည်းအအောင်အောင်ဆုံးအသင်းလား။အဲလီကန်နေနေရလည်း တန်းတက်ဖို့အတွက်ကျွန်တော်မျှော်လင့်ချက်ရှိတယ်။အတွဲကျွန်တော်ဒီပွဲကိုတော့အဓိကအနေနဲ့ကလည်းကျွန်တော်အဲဘီလာဒရစ်လို့ကိုအနိုင်ကမ်းပါပဲ။အဲအကြောင်းမလို့ကျွန်တော် SBN ကလည်းအဲကျွန်တော်အခုတွေ့တဲ့ last moment နဲ့ပွဲမှာ အနိုင်ခံဖို့အတွက်လုံးဝလိုအပ်တယ်။ဒီဘက်နိုင်မကိုသူတို့တင်ရတန်းကြံရေးဖို့ကကြီးသေးမှာပေါ့နော်။အဲကြောင့်မို့ဒီဘက်မှာကျတို့ Espanyol နဲ့ကောင်းကောင်းပြင်ဆင်လာမယ်လို့ထင်တယ်။အဲဒါပေမဲ့ကျတို့မလွယ်ကူတာကသူတို့တင်ရကျတို့ head to head ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Las Palmas နေနေကအဲအစပန်ယူကိုကျွန်တော်ကောင်းကောင်းလေးဒုက္ခပေးထားနိုင်နေဆိုတော့အထင်မှားပါတယ်အဲပထမကျောပွဲစဉ်တော့ကဆိုရင်းရှင်လဲကျွန်တော်1စီးနဲ့နိုင်ထားတာကိုတွေ့ရတယ်ကျွန်တော်လက်စွမ်းမှန်နိုင်ထားတာပေါ့နော်အဲဒီနေ့ပွဲမှာလဲကျွန်တော်အစပန်ယူနေနဲ့အင်္ဂလိပ်မှာကစားရတယ်ဆိုပေမဲ့အဲ လွယ်မှာတော့မဟုတ်ဘူးအဲအဓိကတော့ Espanyol ကကျွန်တော်နောက်တန်းကိုအကောင်းဆုံးပြင်ဆင်လာပြီးတော့ကျွန်တော်အကောင်းဆုံးကစားမှာပဲဒီအချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အဲ Espanyol နည်းနည်းကကျွန်တော်အင်္ဂလိပ်မှာအနိုင်ကစားသွားမယ်ဆိုပေမဲ့ကျွန်တော်ကိုပြတ်နိုင်မှာတော့မဟုတ်ဘူးအဲဝမ်စီလောင်းနဲ့ပဲနိုင်သွားမယ်လို့ထင်တယ်သူတို့တင်ရဲ့ head to head အရာလဲကျွန်တော်အဲကိုအောင်ဒါများတယ်ပေါ့နော်အဲဝမ်စီ1 1 2 1အဲကိုပြတ်နိုင်တာလဲရှားတယ်အဲအကြောင်းမလို့ကျွန်တော်အဲကိုအောင်လေးနဲ့ကျွန်တော်ကာထားခြင်းပါတယ်ဟို Espanyol ရဲ့ကျွန်တော်ကိုအောင်ကရွေးပါတယ်ဗျာ ာကျွန်တော်ရွေးချယ်မှုလေးကိုလည်းကြိုက်ကြမယ်လို့ထင်တယ်အားလုံးပဲကိုလက်ပါ